တံမြာစည်းလေးတွေခူစားစမ်းတစ်ချိန်တံမြာစည်းတစ်လုံးဘလောက်ဖြစ်သွားပြီလဲတံမြာစည်းတစ်လုံး4500ဖြစ်နေပြီကျွန်တော်တို့ပြည်အောင်စုမဝယ်စားတာဒီနေ့ကတော့စစ်ရှောင်းတစ်သေးတွေအတွက်ပေါ့နော်ကျွန်တော်တို့ဖအံမျိုးတဲမှာလည်းနေရှင်တယ်နောက်ပြီးတော့ဟိုကိုအိမ်ကိုဒီသားလိုမျိုးခံစားချင်တယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်လုံချုံအေးရမျိုးတွေမှာနေရှင်တော့လေကိုရဲ့ရဲရွာဒီသားနေကိုလာတဲ့အချိန်မှာစစ်စိမ်ငိမ့်နေလည်းနေရှင်ပြန်တယ်မျိုးတွေနဲ့လည်းမဝေးချင်ဘူးဆိုတော့လူတွေအတွက်ကျွန်တော်တို့ရဲသားရှိပါတယ်ကျွန်တော်တို့ဒီရဲသားမျိုးတွေ ရွာတက်လို့ခေါ်ပါတယ်ကျွန်တော်တို့ကမောက်ကရှင်ဘုံကြီးရောက်အရှိဖြစ်ပါတယ်ဒီနေရာလေးကကျွန်တော်တို့ပြည်အောင်စုဒီတိရီဇေကနေတဲတဲဆင်းလာမယ်ဆိုလို့ရှိရင်အမှန်ချောင်းနဲ့ကက်လျက်ရှိတဲ့ကျွန်တော်တို့ရဲသားရွာနေဖြစ်ပါတယ်ဒီတော့ကမြို့ရဲကိုသွားမယ်ဆိုလို့ရှိရင်2မိနစ်အတွင်းရောက်တယ်ဆိုတဲ့အနေထားလေးမှာကျွန်တော်တို့ရဲသားရွာလေးကကျွန်တော်တို့စစ်ဆောင်နေအဓိကရွေးချယ်စရာနေရာလေးဖြစ်လာတယ်ပေါ့နော်ကားမရှုပ်ဆိုင်ကမရှုပ်ဆိုတဲ့အနေထားလေးမှာလမ်းကြဲကြဲလေးနဲ့ရှိမယ်ရေမြောင်လေးတွေမျက်စလာဖပလေးရှိနေမယ် အိမ်တိုင်းအိမ်တိုင်းကလည်းဒီပန်းလေးတွေအရေးရအပင်တွေနဲ့ဝိုင်းရနေတယ်ဆိုတဲ့အနေအထားလေးတစ်ခုမှာမိတ်ဆွေတို့အနေနဲ့ကျွန်တော်သိန်း2200ခေါ်ရတဲ့အိမ်လေးတစ်လုံးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒီတော့ဒီနားလေးမှာဆက်သွားကြည့်အောင်လား ဒီအိမ်လေးကတော့ကျွန်တော်တို့လမ်း၃ခွားဆိုရင်တခွန်းငုံဆိုတဲ့အနေထားလေးမှာမျက်နှာစာ45ပေအနောက်ကိုပေ90ကျွန်တော်တို့ဒီတိုက်ကိုအပေါ်မှာပြင်ထောင်ဆိုတဲ့အနေထားလေးတွေ့ရပါတယ်ဒါကကျွန်တော်တို့ရွာမှာရှိတဲ့နေအိမ်တော်တော်များများကဒီစတိုင်နဲ့စောက်ထားတဲ့အိမ်ကြီးကလည်း တတ်တတ်ရရရှိရဆိုတဲ့အနေထားလေးသူဖြစ်ပါတယ်နောက်ပြီးတော့ဒီအိမ်လေးကကျွန်တော်တို့ဒီကွန်ကရစ်အပြည့်လောင်းထားပြီးတော့ဒီရေမြောင်းစနစ်တွေလည်းအကုန်လုံးရှိနေတယ်ညီဆိုလည်းညီထားမယ့်အပိုင်းမှာအပင်လေးတွေစိုက်ထားတယ်ဒီပင်စားပင်လေးတွေစိုက်ထားတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဒီအိမ်လေးအပြန်နေကြည့်မယ်ဆိုရင်နေချင်းစရာလေးပြနော်ဒီမှာအရေးရာအပင်တစ်ပင်ခြံရှိတဲ့နေရာမှာပြည့်နေခြံအောက်မှာဒီလိုမျိုးပကက်လေးနဲ့အဲဘလောက်မိုက်လိုက်အရှင်းตายရမြဒီလိုနေထားတယ်နော်အပင်ကြီးတွေလည်းရှိရဲ့ ဒီမှာဒါကာကိုရောင်ဆိုတဲ့အနေထားလေးเนาะကျွန်တော်ဒါကကမောကရှင်ရွာတက်လို့ခေါ်ပါတယ်เนาะကမောကရှင်ရွာတက်လို့ကျွန်တော်တို့သတ်မှတ်လို့ရပါနောက်ပြီးတော့ဒီလိုမျိုးအိမ်ခန်းခိုင်မမာကြီးမှာဒီလိုမျိုးတင်ကတူအိမ်အသက်ညီပါတန့်ဆိုတဲ့အနေထားမျိုးဖြစ်ပါတယ်เนาะအဲတော့လှိုင်းပွဲတို့ဘာလို့ရောက်သွားသလိုပဲเนาะအဲ့လိုမျိုးနေထားလေးနောက်ပြီးတော့ဒီမှာအများဆုံး public ရေချိုးခန်းရှိမယ်ဒီမှာကျွန်တော်တို့အိမ်သာရှိမယ်ဆိုတဲ့အနေထားလေး ရိုးရိုးအိမ်သာဖြစ်ပါတယ်နော်ခြံစည်းရိုးကိုလည်းဒီလိုမျိုးကာထားတယ်နောက်ပြီးတော့အနောက်အိမ်နဲ့လည်းဒီလိုမျိုးကဏ္ဍအိမ်နဲ့ကန့်ထားတယ်ပေါ့ဗျာအဲ့လိုမျိုးနေထားလေးရှိပါတယ်ဟောဒီမှာညီဘိုးကြောင့်ဆိုတဲ့အနေထားလေးတစ်ခုကိုကျွန်တော်အနေနဲ့တွေ့ရမှာဖြစ်ပါတယ်ဒီတော့ဒီအိမ်လေးဆိုတဲ့အနေထားလေးပေါ့နော်ကျန်စီစထရက်ချာနဲ့တီစီချာချာလေးအမိုးမြင့်မြင့်တတ်ရှိသွားတယ်ဗျာနော်အဲ့ဒီတော့ကိုယ်အနေနဲ့ဒါကကျွန်တော် မြို့ထဲမှာလည်းနေချင်တယ်ရွာ vibe လည်းမပြောင်းချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကမောကရှင်ရဲသားရွာစစ်တို့ရွေးချယ်လို့ရပါတယ်ဒီ channel ရဲ့အကြေပြန်ပြောရမယ်ဆိုလို့ရှိရင်မျက်နှာစာ45ပြီးအနောက်ပေး90ဖြစ်ပြီးတော့ဒီလိုမျိုးပွန် grade tie ကိုအပေါ်မှာသွားကြည့်ချင်လားသွားကြည့်ချင်ကျွန်တော်လိုက်ကြမယ်လုံလောဆယ်ဒီအရှိနေရာလေးမြေအလှုပ်လေးချက်ကြည့်မယ်ဒီအရှိနေရာလေးကဆိုလို့ရှိရင်ဒီမှာကြည့်လားဒီမျိုးအပင်လေးနဲ့တလားအဲ့လိုမျိုးအပင်လေးနဲ့အဲတံပြားကြီးအများကြီးပဲကြက်ပြန်ကြည့်ရမမြင်အောင် တံမြာစည်းတွေပြွတ်နေရောလားတံမြာစည်းလေးတွေကူစားစမ်းတစ်ချိန်တံမြာစည်းစလုံးဘလောက်ဖြစ်သွားပြီလဲတံမြာစည်းစလုံး၄900ဖြစ်နေပြီကျွန်တော်တို့ပြအောင်စုမဝယ်စားတာနော်အဲ့လိုမျိုးဈေးတွေကြီးနေပြီဟုတ်ဟုတ်ကဲ့ပါဒီမှာဆိုလို့ရှိရင်လည်းမလားအဲ့အနေထားလို့ကြည့်လိုက်တန်ပြန့်နေရောနော်ဒီတော့ကဲအဲ့အနေထားလေးကိုအမြင်ဆုံးတစ်ချက်ပေါ်ကြည့်အောင်လားပေါ်တက်ကြည့်လိုက်မယ်နော် ကဲအိမ် နေသားလေးကိုကျွန်တော်မြင်မြန်လေးသွားတက်ကြည့်အောင်ဒီမှာဆိုလို့ရှင်မီလာဘောက်စ်ပါမယ်အဲဒီမှာ your style နေပဲเนาะအိုကေဝင်သွားပြီဆိုလို့ရှင်ဒီမှာကျွန်တော်တို့ဧကန်စားရောက်ပါပြီเนาะနောက်ဒီမှာဖျားခံရှိမယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဖျားခံရှိမယ်โอเคဒီမှာချန်လာမယ်ဆိုလို့ရှင်ဒီမှာဘာမြင်ရတော့ပါဘူးဘာမြင်ရတော့ဘူးမပါလာပါဘူးဒီမှာလှေကားရှိမယ်เนาะဘာမှမမြင်ရတော့ဘူးဆိုတဲ့အနေထားလေးခုဖြစ်သွားပြီဒီတော့โอเคကျွန်တော်တို့ မြင်ရတဲ့နေရာမှာပဲရိုက်ပြပြီးတော့ခွာဒါမို့လို့ရှိရင်လည်းလာကြည့်ရှင်လို့ရှိရင်လည်းလာကြည့်လိုက်တော့ပေါ့နော်မိမပါလာပါဘူးအိမ်ရိုက်မဲ့အစီအစဉ်မရှိတဲ့အတွက်ကြောင့်မလို့ကြည်တော့ကျွန်တော်တို့အောက်ပြန်ဆင်းပြီးတော့ဒီအောက်မှာအနေထားလေးဖြတ်ပါကြည့်မယ်နော်ဒီအောက်မှာဆိုလို့ရှိရင်ဒီလိုမျိုးဧကန်ကျယ်ကြီးရှိမယ်နော်ပြပြကတ်ထားတယ်ဒီထောင်လေးမြင့်နေဆိုတဲ့အနေထားလေးโอเคဒီမှာနောက်ထပ်အခန်းတစ်ခန်းရှိမယ်ဒီမှာရေကြက်တက်တာတွေပါခါရတယ်ဒါအပေါ်တက်မဲ့လှိကားရှိမယ် ောက်ပြီးတော့မီးဖို့ကြောင့်ရှိမယ်ပေါ့နော်အနောက်မှာโอเคဒီလောက်ပါပဲဒီတော့အိမ်သာရေချိုးကန်းဒီကျွန်တော်တို့အနေနဲ့ဒီလိုမျိုးအပြစ်မှာထပ်သွားမယ်ဆိုတဲ့အနေထားလေးတစ်ခုပဲဖြစ်ပါတယ်ကြည်တီတော့ make sure တို့အနေနဲ့မြို့ထဲမှာလည်းနေနေချင်တယ် ဒီကျွန်တော်တို့ရွာ vibe တွေလည်းလိုချင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြတဲ့အိမ်ကြီးဖြစ်ပါတယ်အိမ်ကြီးကတော်တော်လေးတန့်နေဆိုတဲ့အနေထားလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မျက်နှာစာ55ပြီးအနောက်အိုပေ80နှစ်ထပ်ဆိုတဲ့အနေထားလေးတစ်ခုတွေ့ရမှာဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးအနေထားလေးမှာမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါကကျွန်တော်တို့ပြည်တော်စုအမှတ်6အောက်ဘက်ခြမ်းမှာရှိတဲ့ရဲသားကမောက်ကစင်ရွာတဲ့အပိုင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်